တော့နံပါတ်5အမျိုးသမီးရဲ့ငကုလမာတာငကုလဆိုတဲ့တားငယ်ရဲ့မိခင်ဒီအမိနဲ့သူ့ကိုမြတ်စွာဘုရားကဝိတာတိကအရာမှာထွေးချွန်တယ်ဝိတာတိကဆိုတာမြတ်စွာဘုရားကိုတရင်တနည်းကြောတတ်တဲ့ပုဂ္ဂိုလ်တချို့တရားတော်မတွေလည်းခုဖြစ်မှာရှိတတ်တယ်ပေါ့လေ ဆရာတော်တန်ဃာတော်တွေနဲ့ဆက်ဆံတဲ့အခါမှာတရင်တဏီပွင့်ပွင့်လင်းလင်းပြောတတ်ဆိုတတ်ရင်းနှီးတဲ့ဂါရမတွေရှိတယ်။မြတ်စွာဘုရားဆိုတာအမတ္တခုံကြီးတယ်။ခုံကြီးတဲ့ဆရာသခင်တို့ပဲသူတို့ကတရင်တဏီပွင့်ပွင့်လင်းလင်းဆက်ဆံတတ်လို့သူတို့ဇနီးမောင်နှံတယောက်ကိုဝိတ္တာတိကဘုရားနဲ့အကျွမ်းအဝင်ခင်မင်နဲ့ ပုဂ္ဂိုလ်အရာမှာတော့ထူးခြားတယ်လို့ဆိုပြီးတော့မြတ်စွာဘုရားကဘုရားနဲ့ယင်းဒီကျောင်းဝင်တဲ့နေရာမှာဣတရက်ွယ်လူဖြစ်ချီးကျူးမြောက်စားခဲ့တယ်ဒီငကုလပိတာဆိုတဲ့အမျိုးသမီးကဘက်ကတိုင်းသုံသူမာရခိရာဆိုတဲ့မြို့သူပါသူကဘက်ကတိုင်းသုံသူမာရခိရာမြို့ကိုအုပ်ချုပ်နေတာကတော့ ဥဒိနာဘယင်ကြီးနဲ့ဝတုလတ္တမြေဗျာတို့ရဲ့သားတော်ဖြစ်တဲ့ဘောဓိမင်းသားတဲ့ဘောဓိရာဇကုမာရတုတ်ဆိုတာစာပေကျမ်းကမှာမှတ်တမ်းတင်ထားတယ်အဲ့ဒါလှပတဲ့နန်းတော်ကြီးကိုဆောက်လုပ်ပြီးတော့ကောကနတကောကနုဒဆိုတဲ့ကြပွင့်ကြီးတဲ့ဒီဇိုင်းလှလှနဲ့နန်းပြတ်တက်ကိုအဲ့ဒီခေတ်မှာတော့စမ်းသစ်ဆုံး ြတ်သက်ကြီးကိုဆောက်လုပ်ပြီးတော့နေထိုင်တဲ့သူနေတာအဲ့ဒီဘက်ကတိုင်တော့သူ့မာရခိရာမျိုးပဲရသဗျာသိခင်ကိုတော်မြတ်ကဘေတကလာဆိုတဲ့တောအုပ်ထဲမှာတရင်တော့ပိဋကစာပေမှာဘက်ကတိုင်သူ့သူ့မာရခိရာမျိုးဘေတကလာတောဆိုတာထိုထိုတုတ်တန်နေမှာမှတ်တမ်းတင်ထားတာရှိတယ် ီနကုလပိတံနဲ့နကုလမာတာတို့ဒီဇနီးမောင်နှံနှစ်ယောက်ဟာပထမဆုံးမြတ်စွာဘုရားသခင်ကိုရောမြတ်ဘက်ကတိုင်းကိုကြွလာတဲ့အခါမှာဘုရားနဲ့မြင်လိုက်ရောတခါမှမမြင်ဘူးမြတ်စွာဘုရားမြင်လိုက်တာနဲ့တပြိုင်နက်တာတာဆိုပြီးတော့ဘုရားကိုတရင်တနည်းဆက်ဆံကြတယ်။ဘာဖြစ်လို့မြတ်စွာဘုရားကိုတာလို့ ပြောဆိုဆက်ဆံတာလဲလို့ဆိုတော့တဏှာကလာတဲ့ချစ်ခင်စင်နာမှုသူတို့မှာရှိမြတ်စွာဘုရားဘဝနဲ့ဘဝပေါင်းတထောင်ဆက်ဆက်ခဲ့တယ်သူတို့ဘဝ900ဒီနကုလမတ္တာတေကမကြီးကဘဝပေါင်း900မြတ်စွာဘုရားရဲ့မိခင်တော်ခဲ့တယ် နောက်တဲ့ဘဝပေါင်း900ကမိတွေအတော်တော်ခဲ့တယ်ပေါ့နောက်တဲ့ဘဝပေါင်း900အဲ့ဒီမှာလည်းပဲဒီမိကြီးအနေနဲ့တသော်ရာသခင်နဲ့မျိုးတော်ခဲ့နောက်တဲ့ဘဝပေါင်း900အကြီးအနေနဲ့တော်ခဲ့တယ်အဲ့တော့သစ္စာဘုရားရဲ့အတိတ်ဘဝတွေဟာသူတို့လက်ထဲမှာ ဘဝပေါင်း2000လောက်ကြီးပြင်းလာခဲ့တာဆိုတော့တဏ္ဍာရကပါလာတဲ့အချက်နဲ့တန်ရောစင်နဲ့မြတ်စွာဘုရားကိုတွေ့တွေ့ချင်းခြေတလုံးဖက်ငုံပြီးတော့ဒီလောက်အကြာကြီးဘယ်မှသွားပြီးတော့ခွဲနေတယ်လဲလို့ဆိုတာဇနီးမောင်တန်နှစ်ယောက်စလုံးမှာမြတ်စွာဘုရားကိုတားလို့ဆိုပြီးတော့တရင်တနည်းပထမဆုံးတွေ့ရတဲ့ဆက်ဆံနေတာ ဒါပြောလေလောကမှာစဉ်းစားကြရတယ်ရှိတာပေါ့နော်ကိုယ့်ကိုစဉ်းစားကြည့်ပေါ့တခါတည်းရန်လူတွေမှာအတိတ်ဘဝကိုမသိပေမဲ့လို့သွေးကစကားပြောတယ်လို့ပြောရမလားမသိဘူးတချို့လူတွေကြတော့မြင်မြင်ချင်းခင်မင်းတယ်တချို့ပုဂ္ဂိုလ်တွေကြတော့မြင်မြင်ချင်းအမြင်ကတ်တာလည်းရှိတချို့ပုဂ္ဂိုလ်တွေကြတော့ ခင်မင်နာလည်းမဖြစ်ဘူးအမြင်ကတ္တာလည်းမဖြစ်ဘူးဆိုတာလည်းရှိကိုယ်ဘွားကိုယ်တန်ဆင်ញင်သုံးသပ်ကြည့်ဖို့ပါမြင်မြင်ချင်းခင်မင်တဲ့ပုဂ္ဂိုလ်ဆိုလို့ရှိရင်အတိတ်ကအတူတကွနေခဲ့တယ်ဆိုတာမှန်စလို့သိရမှာပေါ့လူတွေဟာမေ့သွားကြပြီလေလို့ဘယ်ကတိဒီစိတ်တွေကမေ့သွားပြီလေလို့ ီမမှတ်မိတဲ့စိတ်လို့ခေါ်မှာပေါ့ဒီပညာကင်းတဲ့စိတ်မမှတ်မိတဲ့စိတ်အမတ်တတိမရှိတဲ့စိတ်ရိုးရိုးစိတ်ပေါ့ကိုယ်တိုင်သိလို့ဖြစ်တာမဟုတ်ပဲねမသိတဲ့စိတ်မသိတဲ့စိတ်ဆိုတာတော့သူများ psychology ကသုံးတဲ့စကားပေါ့ unconscious unconscious ဆိုတဲ့စိတ်ကတော့ဘုရားတရားတော်အရာတော့မသိစိတ်ဆိုတာမရှိပါဘူးမရှိအဲ့တော့မမှတ်မိတဲ့စိတ်လို့ဒီလိုပဲပြောရအောင် unconsciousness လို့သုံးရတာလည်းရှိတယ်။ psychology မှာသုံးတဲ့စကားစိတ်ဆိုရင်မသိစိတ်ဆိုတာမရှိဘူးဘုရားတရားတော်ကြီး။အာယုံကိုသိတာကြည့်ပဲ။မသိဘူးဆိုတာမမှတ်မိဘူးလို့ပြောမှပုံမှန်နေပေါ့နော်။မမှတ်မိတဲ့စိတ်ပေါ့။မမှတ်မိတာတော့ဒီဘဝထဲမှာတစ်ခါလောက်တွေ့ပြီးနောက်ထပ်မတွေ့တဲ့ပုံစံတွေမမှတ်မိတာတွေအများကြီးရှိတာပေါ့။အဲ့ဒါသူများမမှတ်မိတာနေနေတာက ကိုယ်နာမည်ကိုမမှတ်မိတဲ့လူရှိသေးတယ်။တွေ့ဘူးကြလားတော့မသိဘူး။ကိုယ်နာမည်တောင်ကိုမေ့နေတတ်တယ်။အဲ့ဒါမမေ့အောင်ခေါ်ခေါ်လဲကြည့်ကိုယ်နာမည်ကိုအလို့ဆိုမေ့။ငယ်ငယ်ကပြောမှကြားဦးတယ်။ဘုန်းကြီးတို့အရစင်ကူးမျိုးနဲ့ညောင်းမင်းပါဆိုမြကန်းနဲ့အေရဝတီမျိုးကြောနဲ့မြကန်းပေးမှာဟုတ် ဒေါသရှုံးဆိုတဲ့အဖွာကြီးရတယ်။အဲ့ဒီနယ်ကမြေကမ်းကလူတွေကမြစ်ထဲမှာရေချိုးရတယ်အဝတ်လျှော်ကြတယ်။ဒီလိုလုပ်တာ။ဒီနေ့တော့ရွာရှိကမြစ်ဆင်းပြီးတော့ရေချိုးအဝတ်လျှော်လုပ်နေတဲ့အချိန်မှာအောက်ကစနေတစ်စင်းဆံပြီးတော့တက်တာတွေ့။အဲ့ဒီအချိန်မှာကြံ့ကြံ့ပါမှသူ့စိတ်ကဘာသွားတွေ့လို့ဆို။အော်လှေကိုပန်းလာတဲ့လူပါများ။ အမေကြီးနာမည်ဘယ်သူတုံးလို့မေးရင်ငါဘယ်လိုပြောမှာငါနာမည်လည်းငါမမှတ်မိတော့သူကသူတွေးတာနော်သူကသူတွေးတယ်ငါနာမည်ငါမမှတ်မိတော့သူကသူစဉ်းစားရင်းနဲ့စဉ်းစားလာတယ်အော်ဒုက္ခပဲငါနာမည်ဘယ်သူပါလဲဘယ်သူပါလဲနဲ့တွေးနေတော့လေကသူနဲ့မလမ်းမကန်ရောက်လာတဲ့အခါလေပေါ်ကသူ့အသိပါလာတော့နော်နှမ်းခေါ်လိုက်တာတဲ့ အမေကြီးရှင်နေကောင်းရဲ့လားဆိုတော့အော်ငါ့နာမည်မရှင်ဘူးအဲ့ကြောင့်တော့မှတ်မိသွားတယ်နော်ဒါတကယ် true story တကယ်အဖြစ်ဖြစ်နော်ဒီလိုလားလူတွေလည်းရှိကောင်းရှိနေတယ်အဲ့ဒါကြောင့်မလို့ unconsciousness ဆိုတာမသိစိတ်လို့ပြန်မဲ့အစားအမှတ်တင်ညာမမှတ်မိတဲ့စိတ်လို့ဒီလိုပြောမှာစိတ်ကတော့စိတ်ပဲဒါပေမဲ့မမှတ်မိဘူးပေါ့မမှတ်မိတဲ့စိတ် မမတ်မိပေမဲ့လို့ခံစားချက်ကလာနေတယ်။လူကတော့ဘယ်သူဘယ်ဝါမမတ်မိဘူး။တစ်ခါတစ်ခါဖြစ်တတ်တယ်လေ။ဒီလူမြင်မှုပါလေ။ဘသူပါလေ။မျက်နာကတော့ရင်းနေတာပဲနော်။ခဏခဏတွေ့နေတဲ့ပုံစံပဲ။သို့တော့မမတ်မိဟော။ဒီလိုဟာမျိုးတွေဖြစ်တတ်တယ်။အဲ့ဒီမှာလကုလပိတာတို့လကုလမာတာတို့ ဒီစနေမောင်နဲ့မရောင်းရလဲမြတ်စွာဘုရားနဲ့တွေ့တွေ့ချင်းသူတို့စိတ်ထဲမှာအတိတ်ကိုမှတ်မိတာတော့မဟုတ်ဘူးဘုရားမြင်လိုက်တာနဲ့တရင်တနီငါတို့သားလို့တန်တန်းဆွဲပါမှတ်မိလို့ပြောတာတော့မဟုတ်ဘူးเนาะတင်ညာရဲ့တင်ညာအနေနဲ့မမှတ်မိပြီပဲလို့စိတ်ရဲ့ခံစားမှုကတကယ်ခံစားရတယ်အလိုလိုဝမ်းနေလာပြီးတော့ဝမ်းနေဝမ်းသာဖြစ်လာ နှစ်ပေါင်းအကြာကြီးတို့ကိုခွဲထားရမလားလို့ဆိုပြီးတော့ဝန်းနေတယ်ပြန်တွေ့ရလို့ဆိုပြီးတော့ဝန်းတာတယ်ဟောဝန်းနေဝန်းတာဝိပ္ပန္နာဆိုတာအဲ့ဒါဖြစ်တယ်နော်တခါတည်းနဲ့ဝန်းလဲနေသွားတယ်ဝန်းလဲတာသွားအဲ့ဒီအစပြီးတော့မြတ်စွာဘုရားအပေါ်မှာတို့တရင်တနည်းကြီးဆက်ဆံမြတ်စွာဘုရားကလည်းတို့ကိုဘာမှမပြောဘူးအလုံးယဟန်တွေကဇဝေဇဝါဖြစ်ကြတယ် မေဘာအောင်ဘုရားရဲ့ခမည်းတော်ကြီးကကပိလောကသုဒ္ဓရဏမင်းကြီးပဲမေတော်ကြီးကမာယာဒေဝီပဲဘာဖြစ်လို့ဒီနကုလပိတံနဲ့နကုလမန္တရကကြီးတော့အမေဖေလို့ပြောနေကြတာတော့အမေသစ်ဖေသစ်ပေါ်နေတော့ယဟန်နေကစဉ်းစားအဲ့ဒီမှာမြတ်စွာဘုရားကရှင်းပြတာမဟုတ်ဘူးတဲ့အတိတ်ဘဝကပါတဲ့တန်ရောစင်ကြောင့်ခင်မင်မှုဟာ ဆက်နွယ်ပြီးတော့လာခံစားချက်မှာခင်မေမှုရှိတော့လဲသားမှုကတော့မေ့ပျောက်သွားပြီမှတ်မိတာတော့မဟုတ်တော့ဘူးသို့တော့စိတ်ရဲ့ခံစားမှုထဲမှာသားဆိုတဲ့သားနဲ့တွေ့လို့ဝမ်းသာတာသားနဲ့အခုမှတွေ့ရလို့ဝမ်းနေတာဆိုတာသူတို့မှဖြစ်ပေါ်နေတယ်ပေါ့အဲ့ဒါမျိုးဆိုလို့အဲ့တော့တရင်တနည်းကြီးသူတို့ကရသော်ဗျာနဲ့တွေ့ပြီတဲ့ခါမှာစကားပြောလို့ရှိရင် ဆရာကြီးရဲ့ဆရာနာတဲ့ခါမှာသူတို့တောတက်ပံနောက်ကျတော့အနာဂတ်ထိအောင်ရောက်သွားဒီတကကြီးနဲ့တကမကြီးဟာမြတ်စွာဘုရားနဲ့အမြဲတွေ့ရတာတော့မဟုတ်ဘူးဆရာကတခါတခါဘက်ကတိုင်းကိုကြွသွားတဲ့အခါမှာသူတို့တွေ့ရတွေ့တဲ့အခါမှာဘုရားကိုတရင်တနည်းကြီးပြောတယ်ဘလောက်ယဉ်ပြီးတဲ့စကားပြောလို့ဆိုတော့နကုလပိတာတကကြီးကဘုရားရှင်ရောက်တဲ့အခါပြောတယ် ရှင်ပြားတဲ့တပည့်တော်ဟာကိုရော့ဒကမကြီးပေါ်မှာတန်ရောစင်တိတ်ဖြစ်တယ်ပေါ့နော်တန်ရောစင်ရှိတယ်သူကလည်းလို့တခြားပေါ်မှာဆိုလို့ရှိရင်စိတ်ကူးတော်မထဲ့ဘူးစိတ်နဲ့တောင်မပြမဘူးပေါ့သူ့ပေါ်မှာဒီလောက်သစ္စာရှိဒကမကြီးကလည်းအဲ့တိုင်လျှောက်ငယ်ငယ်တည်းကသူနဲ့အိမ်တော်ဖိတ်ပြီးကြတဲ့ကဘယ်ယောက်ျားပေါ်မှာစိတ်နဲ့တောင်မှမပြမဘူး သူတို့နှစ်ဦးကတဝုတ္တုတန်ရောက်စဉ်မတန်မှချီးကြငကုလကိတာကလည်းကြီးကဘာလျှောက်တော့ဆိုရှင်ပြားတဲ့တပည့်တော်တို့ဒီဘဝမှာတဝုတ္တုတန်ရောက်စဉ်ချီးတယ်လို့တဲ့နောက်ဘဝလည်းတူတူဖြစ်ချင်တယ်ငါဖြစ်လေတခိုင်းတည်းဆိုတဲ့ဟာမျိုးတွေပါတယ်နိနော်နောက်ဘဝလည်းတူတူဖြစ်ချင်ပါလေတဲ့အဲ့တော့တန်ရောက်စဉ်နဲ့မဟုတ်ဘူးသူတို့ကတဝုတ္တုနားလည်မှုပေးနိုင်တာဒီပေါ့နော် တူတူနားလည်မှုပေးတယ်အခုခေတ်ကတော့နားလည်မှုပေးဝရနေနေသာသာခဏိအတွေ့လက်ပြင်ကကြတော့မင်္ဂလာဆောင်တဲ့အခါကြတော့ပွဲဒီလိုပေါ့နော်အဲ့ဒါနည်းနည်းကြာသေးတယ်လို့ပြောမှာခုတွေ့ခုခြိုက်ခုကွယ်အဲ့လိုဖြစ်ရတယ်ဒါကဗမာပြည်အနေနဲ့ပြောတာမဟုတ်ဘူးတန်ခါးကြမှာအဲ့တိုင်းပြည့် နော် divorce လုပ်တဲ့ပြဿနာတွေအများကြီးတနေ့ကတော့တရားကြားလာတဲ့ဒီကမာကြီးတယောက်နဲ့စကားဆက်ပြီးလို့ပြောရင်တရားကြားမှာတဲ့ consolation ဆိုတဲ့အကြံပေးတဲ့ပုဂ္ဂိုလ်တွေရှိတယ်ဘုရားဘာသာဆိုရင်ဘုရားဘာသာကအကြံပေးတယ်တခြားဘာသာဝင်တွေဆိုတခြားဘာသာဝင်ခေါင်းဆောင်တွေကအကြံပေးတယ်အဲ့ဒီအကြံပေးတဲ့အချိန်ပဲတဲ့ အခုလို့အိန္ဒိယကိစ္စတွေအဆင်မပြေဘူးဆိုလို့ရှိရင်သူတို့စီသွားပြီးတော့ပတ်စံပေးပြီးတော့ပြဿနာအဖြေရှာကြနော်အဆင်မပြေဘူးအိန္ဒိယကွယ်ရတယ်ဆိုတဲ့အခါကျတချို့ကအကြံပေးတယ်ဘုရားဘာသာမဟုတ်တဲ့ပုဂ္ဂိုလ်တွေကအကြံပေးတယ်ဘယ်လိုပေးရမလဲမင်းစိတ်ကမကြနိုင်ဘူးနောက်တစ်ယောက်နဲ့တွေ့လို့ပြောတယ် စိတ်မပြည့်နဲ့နောက်တစ်ယောက်ရှာရှာပြီးတော့တွဲပျော်ပျော်နေလို့အကြံပေးတဲ့အဲ့ဒါတော့လည်းမယူကြတဲ့အဲ့ဒီအကြံနော်အဲ့ဒီလိုအဲ့ဒီဒီကမာရဲ့လျှောက်တာတဲ့စိတ်ပြည့်စရာအလွန်ကောင်းတယ်ဒီပြဿနာကြီးဟာတရေစာမှာဆိုလို့ရှိရင်တင်းငင်းကနေနေ့တိုင်း consolation ဆိုတဲ့အခန်းဒီအိမ်တော်ရေးကိစ္စနဲ့ပတ်သက်ပြီးတော့ ဖြည့်ရှင်းချက်တွေအမျိုးမျိုးအကြံဉာဏ်တွေပေးကြတာလည်းရှိတယ်။ကောင်းတဲ့အကြံဉာဏ်တစ်ခုမှမရှိဘူးတဲ့။နော်။လူတွေမှာဒါနိုင်ငံတကာမှာ ဖြစ်နေတာကိုပြောပြတာနော်။ဖမားကြီးမှာဖြစ်နေတာတော့သတင်းစာတွေမပါလို့တိတ်မသိဘူး။နိုင်ငံများမှာအဲ့ဒီပုံစံတွေဖြစ်နေတယ်။ဒါကြောင့်လုပ်တယ်ဆိုတာသမင်းစားရည်တော့ပဲ။ နိုင်ငံသားတွေမှာတင်တို့ပဲများတယ်။အေးကောင်းလာလားလို့ဆိုမကောင်းဘူး။တို့ရောမကောင်းမှမသိဘူးလားဆိုမိဘတွေကမကောင်းမှသိတယ်။သိတော့လဲသားသမီးတွေပြောလို့မရဘူး။အဲတို့ကလည်းဒုက္ခနဲ့တူလာကြတာနော်။အဲ့ဒီမိဘတွေရဲ့မိဘတွေတော့ကလည်းတို့သဘောမကျဘူး။လောကကြီးကတဖြည်းဖြည်းဆုတ်လာ။ ဒီသာသမိဒီမိဘတွေကသာသမိရလာတဲ့အခါကျတော့သူသာသူတို့သာသမိကျတော့သူတို့တွေပိုးဆိုးသွားတယ်နော်မနိုင်တော့သဘောမကျတော့သဘောမကျသဘောမကျနဲ့ generation gap ဆိုတာဖြစ်တာအတွေ့အခေါ်တွေအယူဆတွေမတူညီတဲ့အခါမှာ မိဘကတာသမီပေါ်မှာသဘောကျတယ်လို့မရှိဘူးတာသမီကလည်းမိဘအပေါ်မှာသဘောကျတယ်လို့မရှိဘူးဒီလိုကိစ္စတွေဒုက္ခဒုက္ခတွေဖြစ်တယ်အခုနကုလပိတာနကုလမတာဘုကမာကြီးပြောတယ်ဒီဘဝတည်းမကဘူးသူတို့ခိုင်နေတယ်သူတို့အိမ်နေမှာနောက်ဘဝထီအောင်ဆက်ချင်ပါသေးတယ်တောင်ပြောတာနော်နောက်ဘဝထီအောင်ဆက်ချင်တယ်တပည့်တော်တို့အဲ့ဒီဆက်နီးကလေးခေါ်စားမှဘုရားအဲ့ဒီနေနေတော့မှတ်ချင်မှာ နောက်ဘဝထီအောင်ပါတဲ့တန်ရောစဉ်မြတ်စွာဘုရားဟောတယ်ဇနီးမောင်တန်နှစ်ယောက်ဒီဘဝတည်းမကဘူးတန်တရာပါအတူတကွလက်တွဲကျင်နေဆိုလို့ရှိရင်တဲ့ဥပ္ပနှစ်ယောက်စလုံးဟာသမတ္တတာသရတရားချင်းတူညီရမယ်သမသီလကိုချင်းသီလချင်းတူညီရမယ်သမစာကစွန့်လွတ်မှုချင်းတူညီရမယ်သမပညာ အသိပညာချင်းတူညီရမယ်တဲ့တတ္တသီလစာကပညာဒီလေးမျိုးတူပြီဆိုလို့ရှိရင်ဖြစ်နေရဘဝမှာစုံတွဲပါလေတဲ့ဒါပြဲဆိုပြားကဟောတာနော်ဘုရားကလည်းလိုက်လျောပြီးတော့ဟောပေးတာပဲလေတကယ်ချက်နိုင်တဲ့အကြောင်းတရားအဲ့ဒါတရားချင်းတူပြီဆိုရင်နောက်ထပ်တူဖို့တရားချင်းတူပြီဆိုရင်နောက်ထပ်တူမယ်သီလချင်းတူပြီဆိုလို့ရှိရင်လည်းတူပါပဲ စာကားလို့ဆိုရယ်စွန့်ကျဲမှုဒါနကုသိုလ်ချင်းတူတယ်တူဖို့ရှိတာပညာချင်းအတွေးခေါ်ချင်းတူတယ်ဆိုလို့ရှိရင်လည်းတူဖို့ရှိတာပဲပေါ့အဲ့တော့အတွင်းကအဲ့လိုတူညီမှု၄မျိုးနဲ့ရှိနေပြီတူညီမှု၄မျိုးစွာအားတယ်တညီတည်းရှိပြီဆိုလို့ရှိရင်ဒီစမီးမောင်နှံနှစ်ယောက်ကတန်လျာမှာလည်းပြန်လည်လက်တွဲကြမှာဖြစ်တယ်လို့ဒီလိုဟောတာเนาะ အဲ့ဒါဒီငကုလပိတံနဲ့ငကုလမန္တာတို့အကြောင်းပြုပြီးသူတို့မေးလျှောက်လို့မျက်စောင်ကြတာဟောတယ်။ဒါကြောင့်မို့ဒီငကုလမန္တာဒကမာကြီးဟာဖျားနဲ့တရင်တနီပြောဆိုတဲ့အခါသူတို့အင်တော်ရေးကိစ္စတွေပါရင်းရင်းနှင်းနှင်းလျှောက်လို့ဝိတာတိကဖျားနဲ့အကြောင်းဝင်တဲ့နေရာမှာတော့ထူးချွန်ပါပေတယ်လို့မျက်စောင်ပြောခေါ်ရင်လားချစ်ကြည့်ပါဧတတေကံဘိက္ခုမိမမတာဝိကံနဥပသိကံနံ ဝိတ္တာတိကနယယတိတံနကုလတိတံနကုလမာတာဥပတိကလို့ဒီလိုစိတ္တယံတို့ငါဘုရားရဲ့တပိမဥပတကလေးလဲမှာငါဘုရားနဲ့အကျွမ်းတဝင်ဆက်ဆံပြီးစကားပြောတတ်တဲ့ပုဂ္ဂိုလ်တွေလဲမှာနကုလမာတာအမျိုးသမီးကြီးဟာထူးချွန်ဆုံးပါပဲလို့ရသော်ဘုရားကဒီချီးမွမ်းခဲ့တာဖြစ်ပေါ့နော်ဒါက နကုလမာတာနံပါတ်9ဘာသာရေးထူးချွန်သူအမျိုးသမီးရဲ့အကြောင်း